လူအသက်ဟာတိုးတယ်။နောက်ဘဝဆိုတာအေကန်ရှိတယ်။ဒါကြောင့်ဒါဖြစ်ပါလို့ရမလို့ဆိုမြတ်စွာဘုရားဆုံးမတယ်။ကတ္တပံကုသလံအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရတဲ့အလုပ်ကိုလုပ်ပါလို့ပြောတယ်။ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်ကိုဆိုလို့တယ်။ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းတဲ့လုပ်မကောင်းတဲ့လုပ်ဆိုတာနှစ်ခုရှိတယ်။နော်။အစားအစားအစားတောင်မှပဲ။ ခန္ဓာကိုယ်အကျိုးပြုတဲ့အစားအစာရှိတယ်ခန္ဓာကိုယ်ထဲမှာအစိတ်တော့ဖြစ်တဲ့အစားအစာရှိတယ်တဘာဝကောလေအဲ့ဒါလိုပဲလူစိတ်ထဲမှာဖြစ်တဲ့ဟာကအပြစ်ကင်းတဲ့စိတ်အနေထားတစ်ခုအပြစ်ရှိတဲ့စိတ်အနေထားတစ်ခုအပြစ်ကင်းတဲ့စိတ်သဘောထားကိုကုသိုလ်လို့ခေါ်ပြီးတော့အပြစ်ဖြစ်တဲ့သဘောထားကိုအကုသိုလ်လို့ခေါ်တာပဲကုသိုလ်အကုသိုလ်ရှင်းရှင်းလေးရေသူကအပြစ်ရေပြီးတော့အကျိုးထုတ်တဲ့အခါသူကနှစ်ခုမှတ်တာ ုသိုလ်ဆိုတာအပြစ်အပြစ်ကင်းတယ်အပြစ်ကင်းတယ်တန့်စင်တယ်ကောင်းကျိုးထုတ်ဆောင်ပေးတယ်ဒါကုသိုလ်အကုသိုလ်ဆိုတာပြစ်အပြစ်ရှိတယ်တဘာဝကိုကမကောင်းဘူးမကောင်းတဲ့ကျိုးကိုလည်းထုတ်ပဲထုတ်လို့တယ်ဟောအဲ့ဒါအကုသိုလ်အဲ့တော့မြတ်စွာဘုရားကအေးဘဝမှာနောက်ဘဝသွားရမှာဆိုတော့ကတ္တပံကုသလပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးမယ်အလုပ်တွေကိုမင်းတို့လုပ်တဲ့နေ အဲ့ဒီလှုပ်တွေကိုဘုရားဘာသာမြတ်စွာဘုရားပါဟောတော့ဌာနလှုပ်တာဌာနလှုပ်တာဆိုတာဘုန်းကြီးကျောင်းလှူတာတို့ဒါတွေပြောတာမဟုတ်ဘူးအကုန်လုံးเนาะ